ညောင်ခေါ်ရအောင်ဝင်မင်းလာပါ Trend and Face Show ကနေပြီးကြိုဆိုပါရစေ။ကျွန်တော်ကတော့လဘာဘူးတင်းရဲ့နောက်ဆုံးရတင်းနေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေရဲစင်မင်းပါဗျ။ကျွန်တော်တို့ဘဘူးအတင်းကတော့တိုင်းစင် နေရာမှာခြေစွမ်းကြလာပြီဖြစ်တဲ့မိုးဆာလာရဲ့နေရာကို အစားထိုးမှုတစ်ခုပြုလုပ်ဖို့အတွက်ဒါလက်ရှိမှာဆိုရင်တော့ကစားသမားနှစ်ဦးကိုချိတ်ဆက်လျက်ရှိရဲဆိုပြီးတော့တည်င်းဌာနရဲ့ပေါ်ပြချက်တွေအရသိရတယ် အဲ့ဒီပေါ်ပြတဲ့သတင်းဌာနတွေထဲမှာကျွန်တော်တို့လပါဘူးသင်ရဲ့တရားဝင် website ဖြစ်တဲ့ lebaw.com ကလည်းပါတယ်ဆိုတော့တရားဝင် website ကဘာပေါ်ပြထားလဲဆိုတော့လက်ရှိမှာကစားသမား2ဦးကိုချိတ်ဆက်ထားတယ်ဆိုပြီးပေါ်ပြလာတယ်အဲ့ဒီကစားသမား2ဦးကတော့တခြားသူတွေတော့မဟုတ်ဘူး Premier League မှာအကောင်ဆုံးကျင်လည်ပြီးတော့ဒါလက်ရှိမှာဆိုရင်တော့ Bundesliga ကိုပြောင်းသွားတယ် Bayern Munich အသင်းရဲ့ တောင်ပံတိုက်စစ်ကမ္ဘာ OLC ပေါ့လေ OLC ကိုတော့ဒါကျွန်တော်တို့လိုပါဘူးပြည်သက်တွေလည်းတော်တော်များများကယင်းမီးရယ်မယင်းနီးကြတဲ့အကြောင်းမရှိဘူးဗျာပရီးမီးယားလိမှာ Crystal Palace မှာတော်တော်ကြီးတတားကြီးဆော့သွားတာဒါကိုရီးယားအသင်းနဲ့တွေ့တယ်လည်းအများရန်လို့လို့ဒုက္ခပေးတဲ့ကစားသမားမျိုးဘောက်လျှောက်အခြေသွမ်းပြခဲ့တဲ့ကစားသမားမျိုးဒီကစားသမားကိုကျွန်တော်တို့လိုပါဘူးအသင်းနဲ့ပြီးခဲ့တဲ့လပိုင်းကသတင်းတွေတောက်လျှောက်ထွက်ခဲ့တယ်အဲအဲဒီတော့ကတော့ကောလာဟာလာလို့လို့ဘာလို့လို့နဲ့ပဲသတင်းကပြန်အေးသွားတယ်ဒီချိန်မှာတော့ ဒါ OLC ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လဘာဘူးအသင်းဘက်ကတောင်းလျှောက်ဖိအားပေးနေရတယ်ကိုဒါခံနေရတယ်ဆိုပြီးတော့ဘိုင်မြူးနဲ့အသင်းရဲ့သူရဲ့အားသားဒါရိုက်တာဖြစ်တဲ့ဒါခရစ်စတိုဖာဖရန့်ကဝန်ခံပြောထားတယ်ဒါ OLC ရဲ့အပြောင်းအရွှေ့ဖြစ်ဖို့အတွက်ကိုလဘာဘူးအသင်းကတောင်းလျှောက်ဖိအားပေးတာရယ်သူတို့ခံနေရပါတယ်ဆိုပြီးတော့ဒါခရစ်စတိုဖာဖရန့်ကဝန်ခံထားတယ်ဆိုတော့ဒါလက်ရှိမှာကျွန်တော်တို့ဘာဘူးအသင်းက OLC ကိုလိုချင်တာကတော့ရှင်းနေဗျာကျွန်တော်အကုန်လုံးသိတယ်တိုက်စစ်မှာခြေစွမ်းကြလာတဲ့မိုဆာလာရဲ့နေရာကို ဓာတ်ရဲ့အစားထိုးမှုတစ်ခုအနေနဲ့လိုချင်တာဒါကိုအကုန်လုံးသိတယ်ဗျာဓာတ်ရဲ့အစားထိုးမှုလိုချင်တာဗျာကျွန်တော်တို့ကခေါ်ယူအားပြည့်တာမဟုတ်ဘူးခေါ်ယူအားပြည့်ခြင်းတဲ့သဘောမျိုးဟုတ်မနေဘူးဆိုတော့မိုးဆာလာကဒီယာဒီမှာကျွန်တော်တို့အကုန်လုံးမဖြစ်မနေလက်ခံရမယ့်အရာတစ်ခုကမိုးဆာလာဒါအသက်အရွယ်အရာသူခြေစွမ်းကျနေတယ်ဆိုတော့ကိုကျွန်တော်တို့လက်ခံရတော့မယ်ကျွန်တော်တို့ရှေ့မှာတော့လက်မခံခြင်းတည်းဘူးဗျာရှေ့မှာပရီးမီးယားလိပွဲစဉ်ဒါကျွန်တော်တို့ဒီခွန်ထိမရောက်ခင်ပရီးမီးယားလိပွဲစဉ်၅လောက်အထိကျွန်တော်တို့လက်မခံတည်းဘူးမိုးဆာလာကအချိန်တန်ပြန်လာမှာပဲပြန်လာမှာပဲဆိုတော့ နော်အရာတွေကိုကျွန်တော်မျှော်လင့်ခဲ့တယ်တော်ပေမဲ့တပွဲထက်တပွဲတပွဲထက်တပွဲမိုးစာလာရဲ့အခြေအနေကတိုးတက်လာတာမရှိတဲ့အပြင်ကိုမှသူ့ရဲ့ကစားပုံတွေအဲသူ့ရဲ့ finishing တွေသူ့ရဲ့ shooting တွေကတော်တော်လေးတိတိတတကိုပြောင်းလဲသွားတယ်။ပြောင်းလဲသွားတာကမနစ်ကရာသီချက်ရှင်လိုက်ပြီဆိုရင်မနစ်ကရာသီနဲ့ကွန်ပေးလိုက်လှုပ်လိုက်ပြီဆိုရင်ဒီရာသီကတော်တော်လေးဆိုးရွားတဲ့ဂိန်းကနဲအချက်လက်တွေကိုမိုးစာလာကပိုင်းဆိုင်နေတာ။ဆိုတော့ဒါက ျွန်တော်တို့ဘာလို့ပရိသတ်တွေလဲဒါဒီအရာကိုမိုးဆာလာနဲ့မတွူးပြီးတော့မမြင်ချင်ဘူးဗျာဒီလိုမျိုးမကောင်းတဲ့ကိန်းကနန်းတွေနဲ့မိုးဆာလာနဲ့တွဲပြီးတော့ကျွန်တော်တို့မမြင်ချင်ဘူးဒါပေမဲ့လည်းလက်ရှိမိုးဆာလာကအတက်ရွေတစ်ခုရလာပြီဆိုတော့ကျွန်တော်တို့မမြင်ချင်တဲ့ပုံစံတွေကိုမိုးဆာလာရှိကမြင်ရတယ်အဲအဲ့ဒါနဲ့တပြိုင်နက်ပဲလက်ရှိလေဘာဘူးအသင်းကလည်းမိုးဆာလာရဲ့နေရာကိုတိုက်ရဲအစားထုံးမှုတစ်ခုပြုတ်လုဖို့အတွက်ကိုလက်ရှိဒါဘယ်လိုမလဲအသက်အရွယ်ပိုင်းကလည်းဒါ prime time လို့ပြောရမယ့်အချိန်ဒါလက်ရှိသူ့ရဲ့ခြေစွမ်းပိုင်းကလည်းသူ့ရဲ့ prime time လို့ပြောလို့ရမယ့် ါပရီးမီးယားလိအတွေ့အကြုံလဲကောင်းကောင်းကြီးရှိခဲ့တဲ့မိုက်ကယ်အိုလီစီကိုလက်ရှိမှာလီဗာပူးအသင်းကတောက်6ချင်းကန်နေရဆိုပြီးသိရတယ်လက်ရှိဘိုင်မြူနဲ့အသင်းရဲ့လီဗာပူးအသင်းနဲ့ကြားမှာတော့တကယ် grow ဖြစ်တဲ့ဒါ relationship တခုရှိတယ်တကယ်ကောင်းမွန်တဲ့စတန်ရေးရှိတယ်ဒါကြောင့်မလို့ဒီအပြောင်းအရွှေ့ကဖြစ်လာနိုင်မလားကျွန်တော်တို့သေချာတော့စောင့်ကြည့်ရမှာပေါ့လေဒါပေမဲ့ ဒီပြောင်းရွှေ့ဖြစ်လာနိုင်မလားဖြစ်မလာနိုင်ဘူးလားဆိုတာကတော့ကျွန်တော်ထင်တာကတော့ FFG နဲ့ဒါ Arnis Law ပုံမှာပဲ multi deal လို့ပဲကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ FFG ကသူနွေရာဒီမှာပြောခဲ့တာတခုရှိတယ်။ဘာလဲဆိုတော့နောက်ရာဒီဒီမှာလည်းအတင်းဘက်ကလိုအပ်တာ gate လိုအပ်ခဲ့ရင် သူတို့ဘက်ကနေပြီးတော့ငွေထပ်ပြီးတော့သုံးပေးသွားပါမယ်လို့သူတို့ပြောထားတာရှိတယ်။ဒါပေမဲ့တခုတော့ရှိတာပေါ့လေ။အဲသူဒီပြီးခဲ့တဲ့ယာတီမှာတန်း၄ရာကျော်သုံးသွားတယ်။ဒါပေမဲ့ဒီယာတီမှာအောင်မြင်မှုတွေကသူတို့မျှော်လင့်တယ်လို့မျိုးဖြစ်မလာဘူး။မမေမမေရဲ့အောင်မြင်မှုတွေဖြားမပြနိုင်ဘူးဆိုရင်တော့သူတို့ဘက်ကပြန်ပြီးတော့ဒီစကားကိုစဉ်းစားကောင်းစဉ်းစားလိမ့်မယ်။တော်မြင်မယ်သူတို့လိုချင်တဲ့အောင်မြင်မှုတွေတဲကတခုလောက်ပဲထပ်ပြီးတော့ယူပြမယ်ဆိုရင်နောက်ကြာဒီမှာဒီအပြောင်းရွှေ့က FG တေချာပေါက်လုတ်ပေးနိုင်တဲ့အပြောင်းရွှေ့မျိုးဖြစ်လာနိုင်မယ်။ တရားတခုကဒီဇာသမားကိုဘိုင်ယန်ကတန်းတရားအောက်ချပြီးတော့ရောင်းမှာမဟုတ်ဘူးသူတို့ခရစ်တယ်ပယ်လီကခေါ်တာတော့မှဗျာအဲ့တုန်းကတော့တယ်လန့်ရှိတဲ့ဇာသမားဖြစ်တယ်တိုးရင်မဲ့ပိုတန်ရှယ်ရှိတဲ့အဆင့်မဲ့ရှိသေးတာအခုလိုမျိုးကြီးတောက်လျှောက်ခြေစွမ်းပြပြီးတော့ stable ဖြစ်နေတဲ့ဒါ flexible ဖြစ်နေတဲ့ခြေစွမ်းမျိုးကိုပြထားတာမဟုတ်ဘူးအခုကတော့ဒါတောက်လျှောက် flexible ဖြစ်တဲ့ခြေစွမ်းကိုပြပြီးတော့တကတကယ် world class အဆင့် player တယောက်ဖြစ်သွားပြီ။သူတို့အဲ့မှတိုင်ခင်မှာခရင်ကသူတို့ဒါ Crystal Berry ကဝယ်ခဲ့တာကတန်း60ပေးခဲ့ရတယ်။ဆိုတော့တေချာပေါ့ ဒါဘယ်လိုပြောလဲဘိုင်မိနစ်တင်ကတန်း100အောက်ကိုခြာပြီးတော့ OLC ကိုရောင်းမှာမဟုတ်ဘူးအနည်းဆုံး120စတောင်းပါပဲ 100 110တရာလောက်ကတော့စအနည်းဆုံးတောင်းပါပဲလက်ရှိဒါ market ပေါက်ကြီးတွေကလည်းတောင်းလျှောက်ဖောင်းပွားလာတဲ့နည်းမြတရာကျော်စတောင်းပါပဲဆိုတော့အဲ့တရာကျော်ကို FG ဘက်ကတော့ DRD အောင်မြင်မှုတွေပေါ့ကိုမူတည်ပြီးတော့ FG ဘက်ကဒါသူတို့လိုချင်တဲ့အောင်မြင်မှုရတယ်ဆိုရင်တော့ဒီအပြောင်းရှိကဖြစ်လာဖို့အတွက် တော်တော်လေးရာခိုင်နှုန်းများတယ်လို့တော့ထင်တယ်နောက်ထပ်တစ်ချက်က Arnish Law ပေါ့လေလက်ရှိ Arnish Law အနေနဲ့ကဒီတောင်းပန်းနေရာမှာကစားနေတဲ့ OLC နဲ့ နေရာတူတဲ့ position တူတဲ့မိုဆာလာရဲ့အခန်းကဏ္ဍကို သူ့ဘက်ကရှော့ချဒါမှမဟုတ်လို့ရှင်မိုဆာလာကို သူ့ဘက်ကတနီးနီးတဖုံဖုံနဲ့ပြန်ပြီးတော့ပြုတ်ပြင်ဒါဆိုရင်တော့ဒီအပြောင်းအရှင်းကဖြစ်လာနိုင်တယ်။တေချာတစ်ခုကဗျာတယောက်ကကြတော့လေအသက်အရွယ်ပိုင်းအရာ prime time ရောက်နေတဲ့အချိန်အဲကြံတဲ့လက်ရှိအသင်းမှာရှိနေတဲ့တယောက်ကလည်းရှိနေပြီးသားတယောက်ကလည်းဒီနေရာမှာဘယင်တပါလို့မင်းမှုခဲ့တဲ့ကစားသမားတေချာတာကသူကမိနစ်60လုံးပြည့်အောင်စော့ကျင်တဲ့ကစားသမားမူဆာလာက ်ဖက်ကမိုက်ကယ်အိုဒီစီကလည်းပွဲထွက်ခွင့်မရဘဲနဲ့တော့ဒီအသင်းကိုသူပြောင်းလာမှာမဟုတ်ဘူးဆိုတော့ဒီလိုမျိုးနေရာမျိုးမှာကျွန်တော်တို့ဘာဖို့အသင်းနဲ့မိုဆာလာရဲ့လမ်းခွဲတစ်ခုလည်းဖြစ်သွားလာနိုင်တယ်လို့ဒါမိုဆာလာရဲ့ကျွန်တော်တို့မမြင်ကျင်တဲ့ဒါအကြပိုင်းရောက်နေပြီဆိုတာသူကိုယ်တိုင်လက်ခံပြီးတော့အရန်ကုန်ရောက်သွားတာမျိုးလည်းကျွန်တော်တို့မြင်ရကောင်းမြင်ရနိုင်တယ်အဲ့လိုမျိုးနီးပြအန်နီစတော့ကလုံမသာလျှင်ဒါတစ်ဖက်ကကစားသမားဖြစ်တဲ့ ODC ကလည်းအသင်းကိုရောက်လာဖို့ရှိတယ်လို့ကျွန်တော်အနေနဲ့ထင်တယ် ် FG ကဘယ်လောက်ထိအောင်တက်နိုင်တက်နိုင်ဒါဘယ်လိုပြောမလဲ Arne Slot ဘက်ကအဲ့ဒီအရာတွေကိုလုံမပင်းရင်တော့ဒါ Olisic ကရောက်လာဖို့မရှိဘူးလို့တော့ယူဆတယ်ပေါ့လေနောက်ထပ်ကစားသမားတဦးကဘယ်လိုလဲဆိုတော့နောက်ထပ်ကစားသမားတဦးကတော့ဒါကျွန်တော်တို့အကုန်လုံးရင်းနေပြီးသားဖြစ်တဲ့ဘုံမောင်းအတင်ရဲ့လက်ရှိဒါလက်ရှိအချိန်ကာလမှာလည်းတောက်လျှောက်ခြေသွန်းနေပြနေတဲ့တိုက်စင်မှုစမန်းညိုးပေါ့လေဒီသားသမားကသူ့ရဲ့အသက်အရွယ်ရာ25 26ပဲရှိသေးတယ်တကယ်ကောင်းတဲ့သားသမားဖြစ်တဲ့တကယ်ကို quality player လက်ရှိဘုံမောင်းအတင်အတွက်လည်းတောက်လျှောက်တွင်းကိုယ်ကြီးအများကြီးတွင်းပေးထားတယ် ဆိုတော့ဒီဇာတ်မကိုလက်ရှိမှာဒါ Manchester City, Manchester United, Chelsea အသင်းအကောင်လုံးလိုချင်နေတဲ့အထက်မှာကျွန်တော်တို့ဘာဘူအသင်းကလည်းပါဝင်လာတယ်။လိုဘူအသင်းရဲ့ဒါတရားဝင် website ကဘလောက်တိအောင်ပေါ်ပြလာလဲဆိုရင် Smash News ကိုခေါ်ယူဖို့အတွက်ပေါင်85သန်းနဲ့ဒါခေါ်ယူနိုင်ပွဲရှိတယ်ဆိုပြီးတော့လေသူတို့ဘက်ကပေါ်ပြလာတာရှိတယ်။ဆိုတော့ Smash News ကတေချာပေါ့မိုဆာလာရဲ့နေရာကိုတိုက်ရဲ့အစားထိုးဖို့အတွက်ကတော့အကောင်းဆုံးဇာတ်မတအုပ်လို့ကျွန်တော်ထင်တယ်။ အဲ့လိုမျိုးပဲယူဆရတယ်ဒီနေရာမှာစမန်ညိုးနဲ့ OLC ဘလူးကိုပို့ပြီးလိုချင်တယ်ဆိုရင်တော့ချင်းချင်းလေးပြကျွန်တော်က OLC ကိုပို့ပြီးတော့လိုချင်တာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာပရီးမီးယားလိမ်မှာလည်းအတွေ့အကြုံရှိပြီးသားသာသမာဖြစ်တယ်တကယ်ပြိုင်ပွဲကြီးဒီမှာလည်းအတွေ့အကြုံရှိပြီးသားသာသမာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ OLC ကိုပို့ပြီးတော့လိုချင်တယ်ဒါပေမဲ့စမန်ညိုးလောက်ရပြီဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်စမန်ညိုးကဗျာ DRD မှာတောင်းလျှောက်သူခြေသွန်းနေပြတယ် တော်တော်လေးလေလဘဝအသင်းနဲ့တွေးဆောင်ခဲ့တဲ့ပထမဦးဆုံးပရီးမီးယားလိပွဲစဉ်မှာလည်းအသင်းကိုတော်တော်လေးကိုတိုင်ပတ်စေခဲ့ပြီးတော့သူ့ကိုယ်တိုင်အတွင်းကိုနှစ်ကိုယ်အတွင်းပြခဲ့အတွင်းပြခဲ့ဆိုတော့လဘဝအသင်းကဒီဇာသမားကိုခေါ်ခြင်းနဲ့ခေါ်ခြင်းနဲ့အပြင်ကိုမှဒီဇာသမားကို85တန်းလောက်နဲ့ဒါအရခေါ်ယူနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းတွေလည်းတောက်ဆောင်တက်ထားတယ်ဆိုတော့စမန်ယူကလည်းရပြီဆိုရင်တော့မိုဆာလာရဲ့နေရာကိုဒါရဲ့အစားထိုးလို့ရမယ့်ဇာသမာဖြစ်တယ်တကယ်ကောင်းတဲ့ quality player တအူးဖြစ်တယ်လို့ ဘယ်လိုပြောမလဲဗျာလက်ရှိမှာဆိုရင်စမန်ညူကပရီးမီးယားလိအတွေ့အကြုံကလည်းရင့်ကျက်ပြီးသားသမားတအူဖြစ်တယ်ဒါကြောင့်မလို့စမန်ညူနဲ့လည်းဘာလို့အသင်းနဲ့အပြောင်းအရွှေ့ကလည်းဖြစ်လာနိုင်ပွဲရှိတယ်တိုးပေမဲ့ဒီအပြောင်းအရွှေ့ကတော့လွယ်တော့မလွယ်ဘူးပေါ့လေအမှန်တိုင်းပြောရမယ်ဆိုရင်ဗျာအိုလီစီရဲ့အပြောင်းအရွှေ့နဲ့စမန်ညူရဲ့အပြောင်းအရွှေ့ဘယ်ဟာဖြစ်ဖို့လွယ်လဲမင်းရင်အိုလီစီရဲ့အပြောင်းအရွှေ့ကဖြစ်ဖို့လွယ်တယ်လို့ပဲကျွန်တော်ထင်တယ်အပြည့်လို့လဲဆိုတော့ဒီနေ့မှာဗျာဟိုအိုလီကအိုလီစီက120တောင်100ကျော်တောင်ပေးရမှာလေစမန်ညူက85တန်းလောက်ဆိုရနိုင်နေလေဘာဖြစ်လို့အိုလီစီကပိုလွယ်တယ်လဲလို့မင်းရင် ချင်းချင်းလေးဗျာလက်ရှိမှာဆိုရင်စမန်ညို့ကိုဘုံမောက်က85တန်းနဲ့မရောဘူးဗျာတေးကြတဲ့ဘုံမောက်က85တန်းနဲ့မရောဘူးတို့အနည်းဆုံးတန်း80လောက်ရမှာရောင်းမှာအဲ့ဒီအပြင်ကမှလက်ရှိမှာပရီးမီးယားလိရဲ့ထိပ်တန်းအသင်းတွေဖြစ်တဲ့ United Chelsea Manchester City တောက်လျှောက်လိုချင်နေတာအဲ့ဒီလိုမျိုးတောက်လျှောက်လိုချင်နေတဲ့အထင်းမှာကိုယ်လေဘာဘူးအပါအဝင်ပြိုင်လိုက်ရမယ့်အလုပ်ကပြေပြီးတော့မတေးကြဘူးဗျာလွယ်လဲလွယ်မနေဘူးတေးကြပေါ့ Manchester City ကလည်းပတ်စံတက်နိုင်တယ်ယူနိုက်တက်ကလည်းနောက်ရသေးဆိုရင်တို့၃ကောင်း၃လာနိုင်တယ် ဆိုတော့ဒီလိုနေရာမျိုးမှာကျွန်တော်တို့က OLC ကိုဘလိုက်ယာကပို့ပြီးတော့တေချာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဆိုတော့စမန်ညိုကရောက်လာရင်လည်းပို့ပြီးတော့ကောင်းတဲ့အရာတခုလိုဖြစ်တာပေါ့ဗျာစမန်ညိုရောက်လာရင်တော့ဘာမှပို့ပြီးတော့ပြောစရာမလိုပရီးမီယာလိမ့်အတွေ့အကြုံမှာလည်းရှိပြီးသားတကယ်လည်းကောင်းမိသားပတ်လေး player တခုဖြစ်တယ် flexible ဖြစ်တဲ့ခြေစွမ်းလေးထိန်းနိုင်တယ်အဲဘယ်လိုမလဲအသင်းနဲ့လည်းတကယ် team play style ကလည်းတော်တော်လေးကောင်းတဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ကျွန်တော်ကဘယ်ကစားသမားပဲရောက်လာရောက်လာတကယ်ကိုဒါဘယ်လိုမလဲအဆင်ပြေရဲ့ပေါ့လေဆိုတော့ ဒီသလားမနှစ်ဦးမှာကိုကျွန်တော်ကိုယ်နေရောတကယ်တမ်းခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ဘယ်သားမောက်ကိုပို့လို့ခြင်းရလဲဘယ်သားမောက်ကိုပို့လို့ခြင်းနေထင်လဲလိုထင်ရလဲကျလာဆိုရင်ကြပါဦးကျွန်တော်လည်း LAN surprise လုပ်ပေးကြပါဦးကျေးဇူးများအတင်ပါဗျာ